စပင်ရှင်စပြီးထားတဲ့ဘာသာတွေအတွက်ကိုကျွန်တော်ဒီဗီဒီယိုကနေပြီးတော့ဝင်ရပြင်တာလေးရှိတဲ့အတွက်ဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးပါစပင်ရှင်ထားမယ်ဆိုရင်ဘယ်လိုထားရမလဲခြေလိုက်ဘယ်လိုပုံစံလေးညမယ်ဆိုပြီးတော့ခက်ခက်မိနေကြတဲ့ဘာသာတွေကိုဒီဗီဒီယိုကနေပြီးတော့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးရှိပါတယ်အဲ့ဒါဘာသာတော့အားလုံးသိရတဲ့အတိုင်းပဲစပင်အခြေထားဖို့ဆိုရင်တော့ formula မရှိဘူးဗျာအဓိကအခြေအောင်ထားလိုက်ဖို့ပဲ လောက်ရေးရှည်လိုချင်လဲဆိုတော့ပုံပြီးပြီးတော့ရှည်သမ ्या ကိုလိုချင်တဲ့အရှည်လိုချင်တဲ့အရှည်ရအောင်လားထားလိုက်ဖို့ပဲလိုတယ်။ဝင်းရှည်ဝိုင်းရင်ဘလို့ညံ့မလဲဆိုရင်တော့ကိုကြိုက်ပုံမူတည်တယ်။ပြီးရင်ယောက်ျားလေးတွေကမင်းကလေးလိုမဟုတ်ဘူးလို့ဒီအတိုင်းပဲနှစ်ဖူးပြောင်းနေလို့စမိတ်ပတ်ချပြီးထားရင်လည်းနေရမှာဟုတ်တယ်လား။နေရင်တော့နေလို့ရတယ်။အများသူကမနေရဘူးဗျာ။ဒါကြောင့်သမင်းရှည်ဝါလို့ရှိရင်ထားလို့ရမယ်ယောက်ျားလေးတွေတော့ လန်းတော့ငဲတယ်မင်းကလေးလို့ညီမသားသားသိမရှိဘူးစုပြီးတော့လှန်ပြီးစီးပြီးထုံးရင်ထုံးသားမယ်ဟုတ်လားဘာမို့လဲအောက်ကိုဒီတိုင်းပဲဖလာချထားမယ်အဲအရင်ပြော့ပြီးဆန့်ရဲဆိုရင်ဒီလေးကောက်တာတွေပါရှိမယ်ဗျာဒီလောက်ပဲထားလို့ရမှာပေါ့နော်မင်းကလေးလိုမျိုးအဲစမိတ်တွေပါရင်ဆွဲလေးတွားပြီးညံ့ရင်တော့ကျုပ်ပေါက်သွားပါလိမ့်မယ်ဗျာနောက်ဆိုရင်သမင်ရှင်းစားထားမယ်ဒီကိုလည်းအဆင်ပြေမယ်သမင်ရှင်းဘလိုထားမယ်ဆိုပြီးတော့သိကျင်တဲ့ညီကိုလည်းအဆင်ပြေမယ်ကျွန်တော်ကျွန်တော်ပြေဝယုံကြည်ပါတယ်ဗျာအဓိကအရှင်ရွှေထောင်းနေတဲ့အချိန်မှာတော့ဒီခံပြီးတော့ထားနိုင်ဖို့တော့ လိုတယ်အဲ့ဒီနေရွက်ထောက်နေတဲ့အခြေအနေသားဆိုနေရနေနဲ့ခက်တဲ့နေမှာဒီကာလာတွေဖက်တန်းနေပေါ့ဗျာအဲ့ချက်တွေကိုတော့ဒီခဏနိုင်ရပါတယ်ဒီချိန်ကာလာကလည်းစမင်ချေထားဖို့တော့တင့်တော်တဲ့ကာလာလို့ပြောလို့ရတယ်ဗျာဒီနေချိန်တော့လေဘူနဲ့ချိန်နဲ့သိပြီးဆိတ်ရှုံမှာမဟုတ်ဘူးဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျာနောက်ဆိုရင် brother ကိုလည်းစီမဲလို့တော့ပြောနေပါတယ်အခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းဘောကမှမောင်းဝင်အောင်စီမဲပေးသွားပြီးပါဆိုပြီးရှူရင်းညီကိုတရားကျေးဇူးတင်ပါတယ်ဗျာနောက်ပြည်တွေမှာပြန်ဆောင်ရအောင်